ဒီဗီဒီယိုက inspire perfume တွေကိုသုံးတဲ့သူတွေအတွက်လောက်ထားတဲ့ဗီဒီယိုပေါ့နော်ဆိုတော့ inspire perfume တွေသုံးတဲ့ကိုတငယ်ချင်းတွေပါရှိရဆိုလို့ရှိရင်လည်းဒီဗီဒီယိုကို share ပေးတင်တယ်မနေ့တနေ့ရလေးတွေ Facebook ပေါ်မှာတော်တော်လေးနာမည်ကြီးသွားတယ်ပေါ့နော်ဒါ Inspire Perfume သုံးနေဆိုလို့ရှိရင် Basque ကောင်မှမူးနေတာပဲမှိုင်းနေတာပဲလောကအနက်နေကောင်ကယွန်စရာကြီးစသဖြင့်ဒီလိုမျိုးတင်ထားတာရှိတယ်အဲ့တော့ဆိုတော့ဒီနေရာမှာ Inspire Perfume ကို defend လုပ်ကြတဲ့လူတွေလည်းရှိရပေါ့နော်ခုခံကြတဲ့လူတွေလည်းရှိတယ် တိုက်ခိုက်ကြတဲ့လူတွေလည်းရှိတယ်။ကျွန်တော်ကတော့ဘယ်ဘက်လဲဆိုတာကိုမပြောပြခင်မှာကုလူလူဒီကျွန်တော်ပြပြတဲ့ဟာကိုတော့အရင်ဆုံးနားထောင်သင့်တယ်။မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါကုလူလူအနေနဲ့ Inspire Perfume ဆိုပြီးအများကြီးတွေ့ရနိုင်မယ်ပေါ့နော်။အဲ30 ml ကို3000ခွဲ4000ကြားမှာရောင်းနေတာတွေအများကြီးရှိတယ်။အဲ့တော့အဲဒီရေမွေးတွေကဘာတွေလဲဆိုတော့အထူးကတော့ကျွန်တော်တို့တကယ်ရေမွေးအစစ်တွေဈေးကြီးတဲ့ရေမွေးတွေကိုကလုံထားတဲ့ရေမွေးအတုတွေလို့ ပြောလို့ရတယ်ဗောနော basically and ပြီးတော့လို့ရှိရင်ကိုလူတို့ဘာအောင်များသောအဖြစ်တွေ့ရမလဲဆိုတော့တို့တွေအနေနဲ့က celebrity တော်တော်များများကိုတုံးပြီးတော့ကြီးညာထားတာတွေ့ရမယ် influencer ပေါက်စားရဆိုလို့ရှိရင်လည်းဒါတို့တွေအနေနဲ့ approach လုပ်ပြီးတော့ဒါ sponsor post တွေကိုရှင်းခိုင်းတာတွေလည်းအများကြီးရှိတယ်အဲ့တော့ဒီညမှာမေးရမယ့်ဟာက IPC ကတကယ်ကိုကောင်းရင်လားမြန်မာနိုင်ငံမှာရေမွေးအများဆုံးစုထားတဲ့သူတွေထဲကတယောက်နေနဲ့ကျွန်တော်ခန်းစားချက်အရာပြောရမယ်ဆိုလို့ရှိရင်တော့ဒီ Inspire Perfume တွေကိုကျွန်တော်စမ်းကြည့်တဲ့အခါမှာကျွန်တော်ကတော့ဒါတော်တော်လေးစီးပေါ်တဲ့ ingredient တွေကိုနှောက်ရတယ်ပေါ့နော်များသောအဖြစ်ကဒီ Inspire ရေမွေးတွေကဘာကိုဦးစားပေးပြီးတော့သုံးထားလဲဆိုတော့ဒီ Max Anand ပေါ့နော် MUSK Max လို့ခေါ်တယ်တနည်းအားဖြင့်ဆိုလို့ရှိရင်တော့ Grounan လို့ခေါ်တယ်ဒါပေမဲ့အာ တချို့လူတွေကိုနားလည်အောင်လို့အရှင်းဆုံးပြောပြရမယ်ဆိုရှင်တော့ရေမွှေးတုံးလို့ရှင်ဒီ max ဆိုတဲ့ base ကမဖြစ်မနေတုံးရတဲ့ဟာပေါ့နော်ဟင်းချက်တယ်ဆိုလို့ရှင်စီနေစားနေပါတယ်လို့ပဲရေမွှေးတွေလုတ်တဲ့ခါကျလို့ရှင်လည်း max ကမပါမဖြစ်လို့ပြောလို့ရတယ်အဲ့ဒီညမှာမှ max ကဈေးပေါ်တာနေပြီးဈေးကြည့်တာအထိအများကြီးကွာသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီညမှာအနံ့ရဲ့ style ပုံစံကွာသွားတယ်ဆိုတော့ဒီ inspire buffio နေမှာတုံးနေ max ကတော်တော်လေးဈေးပေါ်တယ်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုသိတာလဲဆိုတော့ကိုလူတို့ inspire perfume တုံးနေကြလူတွေအနေနဲ့ဆိုလို့ရှင်လည်းကိုကိုတေချာပြန်ပြီးဆန်းစစ်ပြီးတေချာလေးမေးကြည့်ဖို့လိုတယ်ပေါ့နော် င်စပါပါဖျွန်ရီမှုတွေတော့ဝယ်ဖို့စမ်းကြည့်တဲ့အခါမှာ၃ခု၄ခုလောက်ဆွတ်တယ်ဆိုလို့ရှိရင်ခေါင်းမူးတာခေါင်းကြိုက်တာဖြစ်လာကိုကမဖြစ်ဘူးဆိုရင်တော့ကိုဘေးကလူအောင်ခေါင်းမူးခေါင်းကြိုက်တာမျိုးဖြစ်လာအဲ့ဒါကို experience ရှိရလူကြီးတော်တော်များသိကြလိမ့်မယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ရီမှုင်းမှာ၃နာရီ mask ကတော်တော်ကြီးကိုဈေးပေါ်ပြီးတော့ဆုတ် အဲ့လိုမျိုးဆုတ်တဲ့အခါကျလို့ရှိရင်ဒီရမွေးဆွတ်လိုက်တာနဲ့ကိုကအပေါ်က citrus လေးတော့ fresh ဖြစ်တာလေးပပလေးတော့ရမယ် right ဒါပေမဲ့အချိန်ကျန်လို့ရှိရင်အဲ့ mass အနံ့ရဲ့ကျန်နေပြီးတော့ခေါင်းတွေကိုက်နေတာပေါ့နော်အဲ့ဒါကတော်တော်လေးကိုတည်တာတဲ့ inspire perfume ရဲ့ signature ပဲနောက်ထပ်တစ်ခု inspire perfume နေတုံးတဲ့ tagline တစ်ခုကတော့ဘာလဲဆိုတော့ရေမွေးအစစ်နဲ့95 90% scented ရဆိုတဲ့ marketing ကြီးညာတဲ့စာကြောင်းတစ်ခုပေါ့ဆိုတော့ဒီဟာကဘယ်လောက်ထိမှန်လဲ ကျွန်တော်အတွေ့အကြုံရတော့ကျွန်တော်ဆန်းပူတာအလုံးပေါင်း Inspire Perfume ကျွန်တော်30 40လောက်တော့ကျွန်တော်မြန်မာပြည်မှာရှောက်ပြီးတော့ကျွန်တော်ဆန်းပူတယ်။ And ဆန်းတဲ့အထက်ထဲမှာ30 40မှာတကယ်တူတာဆိုလို့အစာပိုင်းတကယ်တူရယ်ဆိုရင်ညမှာအစာပိုင်းတူတာ၅ခု၆ခု9ခုလောက်ပဲရှိရပါတော့။ဂျန်နဲ့ဟာတော်တော်များတူတရောင်ပဲရှိတာတကယ်အနက်မဟုတ်ဘူး။အဲ့တော့တူတဲ့ရေမွေးတွေဟာဆိုလို့ရှိရင်လည်းဆွတ်လိုက်တယ်။နည်းနည်းလေးဆင်တယ်လို့ခံစားရတယ် right ဒါပေမဲ့ဆွတ်ပြီးသွားလို့နိုင်ဘွားလောက်ကြာတဲ့ခါကျတော့ရှိရင်အနက်ပြောင်းသွားပြီးတော့အဲ့ ထမအဆုံးတူပါတယ်ဆိုရင်အနှံလုံးဝနီးပါးလောက်ကိုဖျောက်သွားပြီးတော့ထုံးစံအတိုင်းအောက်ကဒီ max အနှံဈေးပေါ်တဲ့ max အနှံရထပ်ပြီးတော့ထွက်လာတာပေါ့နော်ဆိုတော့တော်တော်လေးစိုးတဲ့အထက်မှာပါတယ်အဲပြီးတော့သူတို့ညှိုးနေသူတို့ကြုံရတယ်သူတို့ marketing လုပ်တယ်အာ95%တူပါတယ်ဆိုရင်ဟာဆူဆူချင်းခဏလောက်မှပဲရတာပေါ့နော်တကယ်ငြိမ်သွားတဲ့ခါကျရင်ရတဲ့အနှံတကယ်အစ်စ်နဲ့ဘာမှမဆိုင်ဘူး ဒီ Inspire Perfume ရဲ့ရေမွေးရဲ့ performance ကိုပြပြရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဆန်ပူးတဲ့ဟာ30 40လေးမှာတော့တော်တော်များများက projection တော်တော်ကြီးဆုတ်တယ်လို့ပြောလို့ရတယ်။ကိုလူအနေနဲ့ဒီရေမွေးကိုသူတို့ရေမွေးကိုကောင်းကောင်းလေးအနံ့ပြန့်ခြင်းနဲ့ဆိုလို့ရှိရင်၅ချက်၆ချက်လောက်ဆုတ်မှရမယ်ပေါ့နော်။၅ချက်၆ချက်လောက်ဆုတ်ပြီးတော့အခါကျလို့ရှိရင်လည်းခုနကကျွန်တော်ပြောသလိုပဲအာဆုတ်ပြီးသွားတဲ့ပထမနိုင်ဝက်လောက်တော့ကောင်းကောင်းရလိမ့်မယ်။ဒါပေမဲ့နောက်ပိုင်းနောက်ပိုင်းအဲ့နိုင်ဝက်နောက်ပိုင်းအနံ့မှာတော့ synthetic သူ့ရဲ့ max အနေနဲ့ထွက်လာပြီးတော့အဲ့အနေဈေးပေါ်တယ် max အနေနဲ့ထွက်လာပြီးတော့ဟာလာတောက်လျှောက်ပဲရှိနေမှာဆိုတော့ဟိုအနှံ့တော့ပြန်နေတယ်ဒါပေမဲ့ဈေးပေါ်တဲ့အနှံ့ကြီးဈေးပေါ်တဲ့ max အနှံ့ကြီးဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ဒါ discriminate တော့လောက်တာမဟုတ်ဘူးဒါပေမဲ့လူတစ်ယောက်ကဈေးပေါ်တဲ့ရေမွေးဆွတ်ထားလားဈေးကြီးရဲ့ရေမွေးဆွတ်ထားလားဆွတ်ထားတဲ့ရေမွေးမှာ max အနှံ့ကောင်းကောင်းပါလားမပါလားဆိုတာကိုကျွန်တော်နှာခေါင်းရှူလိုက်တာနဲ့တန်းတီးရဲ့တီးလိုက်တာနဲ့လေအာဒီရေမွေးရဲ့အဆင့်တန်းကို ကျွန်တော်တမ်းပြီးပြပြလို့ရတယ်အဓိကကကျွန်တော်ကဒီဗီဒီယိုဘာကြောင့်လုပ်ချင်တာလဲဆိုတော့ sound quality ဆိုတဲ့ဟာကိုကျွန်တော်ဦးစားပေးပြီးကျွန်တော်ပြောချင်တာဆိုတော့ကိုလူလူပေးရတဲ့၄000 3000ခွဲ4030 mm ဘလင်းက sound quality ဘယ်လောက်ကောင်းလဲပထမတစ်ချက်ကနောက်တစ်ချက်ကဘယ်လောက်ထိတန်လဲပေါ့အဲ့တော့ဟိုဒီဗီဒီယိုကျွန်တော်လုပ်တာကတကယ်တမ်းပြောလို့ရှိရင်ဒီ brand ကိုကျွန်တော် batch လုပ်ချင်လို့လုပ်တာမဟုတ်ဘူး user ဝယ်တဲ့လူကိုလူလူ ကြည့်နေတဲ့လူတွေကိုလိုလိုအတွက်အကောင်းဆုံးဖြစ်မယ့် option ကိုကျွန်တော်ကပြပြတာအဲ့တော့ sand quality ဆိုတာကိုကျွန်တော်ဆက်ပြီးပြောရအောင်ဆို sand quality ဆိုတဲ့နေရာမှာဒီမွေးတစ်ခုကရလိုက်တယ်ဆိုလို့ရှိရင်ဟော quality ကောင်းလဲမကောင်းဆိုတာတိုင်ပြီးတော့သိရတယ်အဲ့ဘယ်လိုမျိုးသိတာလဲဆိုတော့ရေမွေးကောင်းကောင်းဆွတ်တဲ့အခါကျလို့ရှိရင်အနားဖြတ်သွားလို့ရှိရင်ကိုလိုလိုခံစားရလိမ့်မယ်ဟောအနားနဲ့မွေးလိုက်တာအတင်းလိုက်တာအေးနေရပဲမွေးနေရပဲဆိုပြီးဖြစ်ကြတဲ့မျိုးရှိရ right အဲ့လိုမျိုးကြုံခဲ့မှုတွေလူတွေလည်းအများကြီးရှိရ right ဒါမျိုးတွေကတကယ်ရေမွေးကောင်းကောင်းတုံးတာလို့ဆိုတော့ဒီရေမွေးကောင်းကောင်းဆိုတဲ့ဟာမှာဟို10သိန်း30 30မှာပြောတာမဟုတ်ဘူး အာနှစ်သိန်းသုံးသိန်းတန်ကိုလည်းတကယ် assist ဆိုလို့ရှိရင်အဲ့လိုမျိုး quality ကောင်းကောင်းလေးရရတယ်အများကြီးရှိတယ်ကိုလိုလိုဒီ inspire perfume ပွဲတဲ့အခါမှာပေးရတဲ့ပတ်စံက30 ml ကိုထားပါတော့4000ပဲထားပါတော့နော်အဲ delivery ကပါညာနဲ့4000ထားဆိုတော့30 ml ကို4000ဆိုလို့ရှိရင်ကျွန်တော်100 ml ဆိုလို့ရှိရင်ဘယ်လောက်တော့ကြာမလဲဆိုတော့တသိန်း3000ဝန်းကျင်သွားပြီးကြာတယ်ပေါ့နော်ဆိုတော့ဒီတသိန်း3000ဝန်းကျင်မှာဝယ်လို့ရတဲ့ရေမှူး assist တွေရှိတယ် ပထမတစ်ချက်ကသသိန်း3000သသိန်း6000လောက်ပေါ့နော်နောက်ထပ်3000လောက်လေး PTV ဆွတ်လိုက်ဆွလိုက်မယ်ဆိုလို့ရှိရင်တော့ပလင်းကောင်းကောင်းတစ်ခုရတယ် CK တို့ဘာလို့ဝယ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဈေးအရန်ကြီးရယ်10သိန်း15သိန်းတန်ရေမွေးတွေကိုကလုံးနာတယ် quality အ ကယ်ကောင်းတယ်ပေါ့နော်တကယ်တကယ် inspire perfume ဆိုရင်လည်းတကယ် inspire perfume ကိုကောင်းလေးလုပ်ထားတယ် Armaf တို့ El Haramain တို့ Misa Elhambra တို့ဒါမျိုးတွေအခုခင်မှာအများကြီးထွက်တယ်ဆိုတော့အဲ့ဒီဟာတွေကိုလူလူဝယ်လို့ရတယ်အဲ့ဒါအောင်မကိုလူတွေကမွေချင်းဆိုလို့ရှိရင်အဲ့ဒီရေမွေစေသက်တာတွေရေမွေတွေကိုဒီကန်ခွဲပြီးတော့ရောင်းပေးတဲ့ဟာတွေလည်းဝယ်လို့ရတယ်အဲ့တော့ဒီကန်အဲ့ဒီဟာလေးတွေဆိုလို့ရှိရင် Armaf ပေါ့နော်ဥမ Armaf ဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်ဒါ Armaf တစ်ခုကိုကျွန်တော်တန်းရမယ်ဟိုကျွန်တော်2000 8000 2000ခွဲဝန်းကျင်ရောင်းတယ်ကျွန်တော်နည်းနည်းတင်ချာလေးကိုလူလူတို့တွက်ပြမယ် right so ခုနက30 ml တလုံးကို 4000လောက်ပေးရတယ်ထားเนาะကျွန်တော်စီမှာဆိုလို့ရှိရင်ထားပါတော့ AMF တစ်လုံးကို2000ခွဲ2800ထားတော့ delivery ခပါညာနဲ့ဆို3000ထား3000နဲ့4000ပေါ့เนาะအဲ့တော့တန်အမဲတစ်ခုကျွန်တော်တို့ကခမန်းကြီး140အချက်140ရေမွေးအချက်140ဆုလို့ရတယ် AMF တစ်လုံးဒီရေမွေးတစ်လုံးကိုကိုယ့်လူအနေနဲ့ကောင်းကောင်းမွေးခြင်းနဲ့ဆိုလို့ရှိရင်တစ်နေ့ကို2ချက်ဆိုရင်ရတယ်တစ်ချက်2ချက်ပြီးသွားပြီဒါလောက်ဆိုရင်ကိုယ့်အနံ့ကကောင်းကောင်းလေးရှိနေတယ် and quality လည်းကောင်းကောင်းလေးအနံ့ရလိမ့်မယ်ဒီနေရာမှာ အလောက်လောက်အနှံ့ပြဲမှုဆိုလို့ရှိရင်တော့ inspire perfume နေဆိုလို့ရှိရင်တော့အနည်းဆုံး6ချက်လောက်စုကားလိမ့်မယ်ဆိုတော့6ချက်နှစ်ချက်6ချက်140ကိုအချက်140တန်းရမယ်အချက်140အခုလူအနည်းနဲ့နှစ်ယောက်နှစ်ချက်စုမယ်ဆိုလို့ရှိရင်ရက်90ခန့်လိမ့်မယ်30 ml ပလင်းကိုဒီနေ့ကို6ချက်စုရအောင်ဆိုလို့ရှိရင်လည်းရက်90ပဲခန့်ပါပဲဆိုတော့ဒီနေရာမှာကိုလူကြွေလာမသိဘူးအစစ်ကိုစုရတဲ့ဟာနဲ့အတုကိုစုရတဲ့ဟာနဲ့ အချက်ကြီးများတာနဲ့နေတာပဲကွာသွားတာအဲ့များတာနဲ့နေတာလည်းကွာနေအချိန်မှာအာရတဲ့အနှက်ပထမဆုံးရတဲ့အနှက်ကိုကိုယ်တိုင်ရတဲ့အနှက်ကိုဘီရလူရတဲ့အနှက်ခန်းစားမှုကကွာသွားပြီဒီအောက်ကကောင်ကအမဖကဟာလာသူတို့ကိုယ်တိုင်လည်းတည်တည်ရှာပစ္စည်းတွေကိုတုံ့နှံ့ဖြစ်တဲ့အတွက်ရတဲ့အနှက်ကရင်မွေးအစ်စ်အနှက်ရလိမ့်မယ် inspire perfume ကအရင်စီပေါ်တဲ့ဟာကိုတုံ့နှံ့ဖြစ်တဲ့အတွက်အရင်စီပေါ်တဲ့အနှက်ထွက်လိမ့်မယ်ဆိုတော့ကိုလူနီနဲ့တာ ကိုယ်လိုက်ဆုံးဖြတ်လို့ရတယ်ဘယ်ဟာဘူတန်နဲ့မတန်ဘူးလဲဆိုတာဈေးကဟိုက3000လောက်တော့ကျတယ်ဒီမှာ3000လောက်ပဲကျသွားတာအဲ့မှာတင်ဘာကွာသွားလဲဆိုတာသိရလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့အကြောင်းမို့လို့ကျွန်တော်ကတော့ဒါကျွန်တော်ရခံစားချက်ကိုပြောရမယ်ဆိုရင်ကျွန်တော် inspire perfume တွေမမုန်းတော့မမုန်းဘူးဒါပေမဲ့အာ customer အနေနဲ့ consumer အနေနဲ့ကတော့ဒါပိုကောင်းတဲ့ value တွေအများကြီးရှိရဲ့ option တွေအများကြီးရှိရဲ့ပေါ့နော်ဆိုတော့ကိုယ်ကရေမွေးအနှံ့ကောက်ကောက်လေးဖြစ်ရမယ်ဈေးလည်းအဆင်ပြေရမျိုးဖြစ်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေမွေးအစ်စ်ကိုဒီကန်ကြီးအများကြီးလိုက်ပြီးတော့စမ်းကြည့်စီခြင်းနဲ့ဘာကြောင့်လဲဆိုတော့ ခုနကကျွန်တော်ပြောသလိုပဲဟိုက၅ချက်၆ချက်လောက်ဆိုရတဲ့အခါမှာဒီကိရီမွေစစ်က၂ချက်၃ချက်လောက်ဆိုရုံနဲ့နိကောင်းကောင်းလေးအဆင်ပြေသွားပြီရတဲ့အဆန် quality ကိုဘေးရလူတွေကဒီ inspire ရီမွေဆွထားဆိုရှင်ကိုဘေးရလူတွေကခေါင်းခိုက်လိမ့်မယ်ကိုကိုတိုင်းခေါင်းမှုလိမ့်မယ်ကျွန်တော်အများကြီးပြောကိုကိုတိုင်းခေါင်းမှုလိမ့်မယ် inspire perfume ၃၄ခုလောက်ပဲလက်မှတ်ဆွကြည့်လိုက်ခေါင်းမှုသွားလိမ့်မယ်နော်ဒါမလိမ့်နဲ့ကိုကိုကိုတိလိမ့်မယ်ရီမွေစစ်တွေကျွန်တော်ရီမွေစစ်တွေဆိုလို့ရှင်ကျွန်တော်ဆိုဆွတယ်တနေ့တနေ့ကျွန်တော်ဆိုလို့ရှင်ရီမွေအမျိုးပေါင်း20လောက်မြင်နေဆက်ရတယ်တခါမှရီမွေနဲ့မူဝါးရမှာရှိဘူး ရီမွေးထဲမှာပါတယ် quality အကောင်းဆိုတော့ကိုလူအနေနဲ့ဆုံးဖြတ်ရမှာရီမွေးအစ်စ်ကို inspire perfume ဈေးနဲ့ကောင်းကောင်းဆုံးမလားဒါမှမဟုတ်ရှင် inspire perfume ကိုဆုပြီးတော့ experience ဆူဆူကိုရောဘေးရလူတွေရောပေးမလားဆိုတော့အာကိုကိုယ်တိုင်ဆုံးဖြတ်ဖို့လိုတယ်ဘောနော် yeah ဆိုတော့ဒီလောက်ပါပဲဒီနေ့ video ကဒါလေးနှိပ်ပြချင်လို့ဘောနော်အာဆိုတော့နည်းနည်းဒီလိုမျိုးနောက်ထပ်ရီမွေး content တွေသဘောကျရဲစိတ်ဝင်စားရဲဆိုလို့ရှင်ကျွန်တော် page ကို follow ထားပြီးတော့ကျွန်တော်နောက်ထပ်ဘယ်လိုမျိုး video တွေရိုက်စေချင်လဲဆိုတာကိုလည်းပြပြပေးသွားပါအောင်တရားစီဘိုင်ဘိုင် peace